အားလုံးပဲမင်္ဂလာပါတည်တင်ခန်းစာမှာမျက်မှန်နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့စကလုံးလေးတွေเนาะဒီမျက်လုံးပေါ့เนาะဒီအဝေးမုံအနီးမုံเนาะဒီဆလင်ဒါရှိတာတာမမဟုတ်ကျွန်တော်တို့ဒီပါဝါတွေဘလောက်ရှိလဲပေါ့เนาะဒီဟာလေးတွေအားလုံးကိုလေ့လာမှာဖြစ်ပါတယ်အစင်တင်ဖြစ်ပြီဆိုရင်စပြီးမှကြည့်လိုက်ရအောင်เนาะပထမဆုံးတစ်ခုကျွန်တော်တို့ဒီမျက်မှန်ကိုထိုက်လို့ when လို့တုံးတယ်เนาะ when when တာမမဟုတ် when တာလို့လည်းတုံးလို့ရတယ်เนาะနေကမျက်မှန်ဆိုရင်တော့ when candidate ဝန်ကန်ဒဲဆိုတာကနေကမြတ်မှန်ပါပြီးတော့ဒီမြတ်မှန်ပောင်းကိုကြတော့ကျွန်တော်တို့ clock when လို့တုံးလို့ရတယ်เนาะ clock when ဆိုတာကမြတ်မှန်ပောင်းပါပြီးတော့ဒီဟွာပေါ့เนาะမြတ်မှန်လုတ်ပေးတဲ့ဆိုင်ဒီမှာကိုကသွားပြီးတော့ဒီမျက်လုံးစစ်ချင်တယ်လို့ပြောမယ်ဆိုရင်ဘယ်လိုတုံးလို့ရလဲဆိုတော့อยาก what site လို့တုံးလို့ရတယ်เนาะอยาก what site ဆိုတာကဒီမျက်လုံးရပါပါဘယ်လောက်ရှိလဲစစ်ချင်တယ်ဆိုတဲ့ပုံစံပါเนาะอยาก what site อยากวัดสายตาเนาะเกี่ยวกับที่เสกให้เนี่ยมาตั้วไปมาเนี่ยลงสิทธิ์เนี่ยเนี่ยลงกามาบางสิทธิ์เนี่ยส่วนเนาะตะမျိုးบ่เนาะไอ้เหล่าမျိုးส่วนเนาะอยากตรวจสายตาโลตรงโลยาได้อยากตรวจตาไอ้เหล่าမျိုးบ่เนาะตรงเนี่ยเนี่ยตรงเนี่ยกว่าเลยเนาะอခုก็တော့ဒီမျက်မှတ်မှာမျက်လုံးပါပါဘလောက်ရှိလဲပေါ့เนาะอยากวัดสายตาโลตรงโลยาပါတယ်เนาะဟုတ်ပြီဆက်ကြည့်မယ်နောက်တစ်ခုကောင်းကောင်းမမြင်ရဘူးဆိုရင်เห็นไม่ค่อยชัด ရမယ်နော်ဟင်မိုက်ခွိုက်ချတ်ဆိုတာကဒီမြင်ရတာကောင်းကောင်းလေးမရှင်းနေဘူးပေါ့နော်ဟင်မိုက်ခွိုက်ချတ်လို့တောင်းလို့ရတယ်ပြီးတော့နောက်တစ်ခုကအဝေးမုံကိုကျွန်တော်တို့စိုက်တာဆန်လို့တောင်းတယ်နော် สายตาสั้นสุดากาอเวมงเนาะสายตาสั้นอเวมงพี่ตอตีอันนี้มงก็จะต่อจนเราสายตายาวลดตรงเนสายตายาวแต่ช่วกาที่หากูเปียงเปลี่ยนเนี่ยมาจาเลยปอนเนาะสายตาสั้นสุดากาอันนี้มงสายตายาวสุดากาอเวมงอันนี้มีมาเหรอเนาะอันนี้มงก็สายตายาวเนาะอเวมงก็สายตาสั้นอันนี้มีเลยดิตรงเราอย่าไปเนาะเอาไปนั่นตัวคู่กาจนเราตีเมียลงปาวาปอนเนาะไอ้หากูข้าสายตาลดตรงเราอย่าเลยเนาะข้าสายตาอุปมาอาเช่นอเวมงเย ပါဝါပေါ့နော်အဲ့လိုမျိုးသုံးမယ်ဆိုရင်ခါဆိုင်တာဆန်ခါဆိုင်တာဆန်ထောက်ရိုင်တဘောကတီအဝေးမုံပါဝါဘလောက်လဲပေါ့နော်ခါဆိုင်တာထောက်ရိုင်ဆိုရင်တော့ဒီပါဝါဘလောက်လဲခါဆိုင်တာဆန်ထောက်ရိုင်ဒီအဝေးမုံပါဝါဘလောက်လဲနော်ခါဆိုင်တာယောက်ထောက်ရိုင်အနည်းမုံပါဝါဘလောက်လဲအဲ့လိုမျိုးလေးတွေသုံးသွားလို့ရတယ်နော် နောက်တော့ခုကတည်းမျက်မှန်လှုပ်ခြင်းတယ်ဆိုရင်ယာတတ်ဝန်လို့တောင်းတယ်နော်ယာတတ်ဝန်တတ်ဆိုတာကတရားပါတာပြန်တော့ဖြတ်တာပေါ့နော်ဒါပေမဲ့ဒီနေရာမှာလှုပ်တယ်ဆိုတဲ့အသေးပဲပါယာတတ်ဝန်ဒါမှမဟုတ်ယာထမ်ဝန်လို့လည်းတောင်းနိုင်လဲမမာဘူးပေါ့နော်ယာတတ်ဝန်ယာထမ်ဝန်အဲ့လိုမျိုးစိုက်တာတောင်းလို့ရတယ်နော်ဟုတ်ပြီပြီးတော့နောက်တော့ခုက ဒီဟာကတော့မြန်မာမှာလည်းတုံးတယ်ထိုင်းမှာလည်းတုံးတယ်ဒီပါပါကိုကျွန်တော်တို့တရာနဲ့တုံးတာပေါ့เนาะဒီ50 25 85အဲ့လိုမျိုးလေးတွေ10ကဏ္ဍရာကဏ္ဍနဲ့တုံးတာပုံမှန်အဖြစ်ပေါ့เนาะဒါပေမဲ့တခါတလေကျွန်တော်တို့တွေ့ဖို့မှာပါဥပမာအနုတ်တိတတမ5တို့အပောင်းတိတတမ5တို့အနုတ်2တို့အဲ့ဟာကပါကိုပြောချင်တာလေဆိုတာကိုလည်းသိအောင်ပေါ့เนาะဒီနေရာမှာဒီအနုတ်ဆိုတာကလေအဝေးမုံကိုပြောချင်တာဥပမာအဖြစ်အနုတ်တိတတမ5ဆိုရင်အဝေးမုံပါပါ150 ယ်ရှိတယ်လို့ပြောချင်တာဥပမာတစ်ဆိုရင်တရာနဲ့ညီတာပေါ့နော်ဥပမာအနုတ်နစ်ဆိုရင်အဝေးမုံဒီပါပါနရလို့ပြောချင်တာညမယ်နော်အပေါင်းကကြတော့ဒီအနီးမုံပေါ့နော်ဥပမာအဖြစ်အပေါင်းနစ်တသမ5ဆိုရင် အနီးမုံဒီပါဝါ150အဲ့လိုမျိုးပုံစံပါနော်ဒါတော့ဗဟုသုတအနေနဲ့မှတ်လို့ရအောင်ပါနော်အတိအကတော့ဒီဟာပဲလို့မှာပါနော်ဒီမျက်မှန်လှုပ်တဲ့ချိန်ကြရင်လေပြီးရင်ဘယ်လောက်လဲဆိုရင်တော့ထောက်ရည်ပေါ့နော်ပြန်မျက်မှန်ကိုလိုချင်တာလဲဆိုရင်တော့อยากได้แบบไหนဘယ်လိုပုံစံလိုချင်တာလဲပေါ့နော်อยากได้แบบไหนရမယ်နော်ကိုထပ်ပြီးမှသိချင်တာရှိတယ်ဆိုရင်တော့ comment မှာမေးထားလို့ရပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနော်အကယ်၍ထိုက်ပါတာစကားကိုအခြေခံကနေတေချာလေးစနစ်တကျသစင့်ချင်းစီလေ့လာချင်တယ်ဆိုရင်တော့ကျွန်တော်တို့စီမှာတင်တန်းရှိပါ တယ်เนาะစာပိုင်းရောစကားပိုင်းရောပက်လေးရနဲ့တက်လို့ရမယ်တင်တန်းပါတီလာကုံတရက်နေ့ပြန်စားဖို့ရှိပါတယ်เนาะအသေးစိတ်ကိုဖေးရှက်မစင်ကြမှာမေးမြန်းပေးပါ admin team ကနေတေချာလေးရှင်းပြပေးပါလိမ့်မယ်เนาะဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်เนาะผม James สวัสดีครับ